Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်ကြည့်ရရင် Manchester United ကတော့ Lamine Nuer ဒီအပြောင်းအရွှေ့မှာဒေါ်မွန်ရဲ့ဗနော်ကွင်းလင်ကစားမဖြစ်တဲ့ Felix ဒါနမခါကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်ပေါ့ကစားမအတွက်ကိုလည်း Manchester United ရဲ့ဘက်က Euro 48သန်းလောက်ထိကိုပဲအသုံးပြုဖို့အတွက်ပြင်ဆင် ြင်ဆင်ထားတယ်။ဒေါမွန်ရဲ့ဘက်ကလည်းလာမယ့်နွေရာသီအပြောင်းအရွှေ့မှာဒီကစားမဖြစ်သူကိုထွက်ခွာဝင်ပြုတ်သွားမှာဖြစ်တယ်ဆိုပြီးတော့ဂျာမန်သတင်းစာဖြစ်တဲ့ The Sport Bild ကနေပြီးတော့ report လုပ်ထားတယ်။ကျတော့အသင်းအနေနဲ့ကွင်းလေကိုထူးထူးပြင်အားပြည့်ဖို့လိုနေတဲ့အခြေအနေမျိုးမှာဒီဘယ်လိုပြောမလဲဟိုအသင်းတွေကပေါ့နော်အခြေအနေကောင်းနိုင်တဲ့ player တွေဈေးအသင်းတင်ရှိတဲ့ကစားမတွေကိုသူတို့လိုက်ပြီးတော့ရှာနေတယ်။ဒီတဲကမှပြစ်မှတ်တွေအများကြီးရှိတယ်။အဲ့ဒီတဲကမှလည်းရှိ Felix Nemega ကိုထပ်ပြီးတော့ ော်ပြဘူးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါစောင့်ကြည့်မှုတွေရှိလို့ရှိနေတယ်လို့စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုတာကပြနေတယ်ဆိုတာကတော့ကျွန်တော်တို့ဒီအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ဒီအခြေအနေရမစိုးဘူးလို့ပြောရမယ်ဗောနော်ဒါပေမဲ့လို့ကျွန်တော်ကတော့ဗျာယူရိုယူရို48တန်းဆိုတာကတကယ်ပြောရင်ဒီနမခါလိုကစားမမျိုးအတွက်အများပိုပြီးတော့များတဲ့ပမာဏမျိုးပဲတကယ်အဲ့ဒီဈေးနဲ့ကျွန်တော်ရနိုင်တဲ့ကစားမားတွေကျွန်တော်ရှိတယ်လို့သူထက်ပိုကောင်းတဲ့ player တွေလည်းရှိရဲ့ ဒီကစားမတွေကဂျာမန်ကစားမပါနော်ဒါဂျာမန်ကစားမတော့မမဆိုလို့ရှိရင်လက်ရှိကစားနေပြီးတော့အသက်အရွယ်က24နှစ်ကျွန်တော်ရှိနေပြီပေါ့နော်ဒီကောင်လေးမှာကောင်းတာကတက်ကေစရီတူတော်လေးကောင်းနေပြီလို့ရှိရင်ဒါဘယ်လိုပြောမလဲ physical ability မဆိုးဘူးပေါ့နော် physical ဘိုင်းတော်တော်လေးကောင်းနေတယ်မှာပါတယ်ပေါ့ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကတော့ဗျာထားပါတော့ဒီ angelo stella တို့လိုကစားမတွေကအများကြီးပူကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒီပါလေဒီ war stuka မှာကစားနေတာ လက်ရှိဂျာမန်လည်းယူရစဉ်ပေါ့နော်အင်ဂျယ်လူစတီလာကအများကြီးပူကောင်းနေစားမှာပါသူနဲ့ရှင်လို့ရှင်စတီလာဆိုလို့ရှင် press resistant နေကျွန်တော်တို့ဖြစ်တယ်တကယ်လည်းပဲကျွန်တော်တို့နေပေါ့ပလီမတ်တော်ကိုပူကောင်းတာဒီစားမနဲ့ကျွန်တော်ဘာမှငုံမဆိုင်ဘူးဒါတော့ तू ကအနည်းနည်းလေးအရက်ပူကောင်းပူနိုင်လိမ့်မယ်ဒါပေမဲ့လို့ပေါ့နော် physical ဘိုင်းနေပါတယ်မှာလည်း तू အဲ့လောက်မဆိုးဘူးနော်တဲ့အဲ့ဆိုတော့လက်ရှိနမကာဆိုတာမျိုးထက်ကျွန်တော်ကတော့ပူပြီးတော့အဝင်ခွင့်ကြဖြစ်နိုင်တဲ့ player မျိုးလို့ကျွန်တော်ထင်တယ်။ဒါအပြင်နောက်တစ်ခုကဒေါမွန်ကကစားမဆိုသတိထားရေနော်ဒေါမွန်ကကစားမဆိုလို့ရှိရင်ကိုရီစီမှာအလုပ်ဖြစ်တာအမင်း ိတ်ပြီးတော့အချင်းချင်းရှိတာမဟုတ်ဘူးเนาะချင်းကြီးကာကာဝါတော့ကလည်းအဲ့လိုပဲလေကာကာဝါတော့ကလည်းကျွန်တော်တို့တကယ်တမ်းတွေးကြည့်ရရင်မဆူးကာကာဝါတော့မဆူးခဲ့ဒါပေမဲ့အဲ့လောက်ကြည့်တီထင်လို့မဟုတ်ခဲ့ဘူးဗောနော်ဒါအပြင်ကျွန်တော်တို့နေနေအဝါလည်းရှိတယ်ဗျာမီခီဒိုင်ယန်ဗျာเนาะအန်ဒရီမီခီဒိုင်ယန်လည်းကျွန်တော်ရှိတယ်ဆိုတော့เนาะလက်ရှိဂျီဒန်ဆန်ဂျိုเนาะမာဒမဆန်ဂျိုတို့ပါလို့လည်းကျွန်တော်ရှိတယ်ဆိုတော့အချင်းကြီးကမဟန်ဘူးတော့ဒါအပြင်ဒီလက်ရှိအသင်းဘက်ကသတင်းထွက်နေတဲ့ဒီဒီနမကာဆလို့ရှင်လည်းပဲအဲ့လောက်အဆင်မပြေဘူးသိလားအဆင်ဒေါ်မမတော်မဗျာပြောတော့ကျွန်တော်ပြောချင်တာက ဘယ်လိုပြောမလဲဒီစားမတွေကဘောပလင်းဘိုင်းမှာဘလုံးမအဆင်မပြေတာအဖြတ်ဆိုဖြတ်ထားတော့ပဲရတာလူဆိုလူတာတော့ပဲကျွန်တော်ရတာသိလားဆိုတော့လက်ရှိအမ်မိုရင်သွားကျင်တဲ့အခြေအနေမျိုးတွင်လင်မှာဆိုလို့ရှိရင်ကျွန်တော်တွင်လင်ကမြင်ဖြတ်ရင်ဖြတ်ရုံနဲ့လည်းကျွန်တော်မရဘူးနော်ဆိုတော့ဘယ်လိုပြောမလဲဟိုဘောလုံးနဲ့အတူဆွဲပြေးနိုင်စွမ်းရှိရမယ်ပြီးလို့ရှိရင် strength ဘိုင်းကျွန်တော်တော်တော်လေးကိုကောင်းမှကျွန်တော်ရမယ်အဲ့လိုမျိုးဒီမှာကျွန်တော်အခြေအနေကောင်းမှာနော်ဟိုအခုလက်ရှိကျွန်တော်ကတော့နံပါတ်ကာကအဲ့အခြေအနေဒီကောင်းနေတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် ဒါမျိုးလို့ဒါဟာပြစ်မှတ်တည်တဲ့ကတခုဆိုတော့လေဒါမစိုးပါဘူး။ဒါပေမဲ့လို့48သန်းလောက်ထိအသုံးပြုရမယ့်ရှင်နေမျိုးမှာဒီထက်ပိုကောင်းတဲ့ပြစ်မှတ်တွေရနိုင်တယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့အတင်းဘက်ကတော့ဒါထိရောက်တဲ့အပြောင်းအရွှေ့တွေလုံမလားဆိုတော့စောင့်ကြည့်ရမယ်။ငွေကြီးအများကြီးတက်နိုင်စွမ်းမရှိတဲ့ဒီလာမယ့်ညရဲ့ဒီအပြောင်းအရွှေ့လို့အချင်းဒီမျိုးမှာကျွန်တော်တို့ဘယ်လိုပြောမလဲ။ဒီလောက်ခြေစွမ်းမျိုးပဲရှိတဲ့ player ကိုလောက်ကြည့်ဒီငွေကြီးပမာဏသုံးသွားဖို့တန်း၄၀နီးပါးသုံးသွားဖို့ဆိုတာက United အတွက်တော်တော်ကိုခိုင်းရင်းလုံးပါတယ်။ ကျွန်တော်တို့ကကစားမားတွေခွဲတဲ့နေရာမှာလည်းကျွန်တော်ရှေ့ရှေ့နှစ်တွေလို့ကျွန်တော်အမှားတွေလုပ်လို့မရတော့ဘူးဗျနော်။ဘာလို့လဲဆိုတော့ဟိုဈေးကြီးတဲ့ player ကြီးပဲခေါ်စီချင်တာမျိုးတော့မဟုတ်ဘူး။ဟိုဘယ်လိုပြောမလဲ။အခုကစမ်းသပ်မဲ့ကာလာမျိုးကျွန်တော်မဟုတ်တော့ဘူးဗျာ။အာမခံချက်ရှိတဲ့ player တွေကိုကျွန်တော်ခေါ်မရမှာ။ကိုအတင်းရဲ့ကစားပုံနဲ့လည်းကန့်ညီတယ်။ profile ညင်းရတယ်ကျွန်တော်ကန့်ညီတယ်။ကစားမားကလည်းတကယ်လုံးပြနေတယ်ဆိုတော့ player မျိုးတွေကျွန်တော်ရှိမှာဆိုလို့ချင်းကျွန်တော်ထားပါတော့ဈေးကြီးပါတယ်၊နာမည်ကြီးပါတယ်ဆိုတဲ့ကစားမားတွေကျွန်တော်စွတ်စွဲပြီးတော့ခေါ်တယ်။အတင်းကိုရောက်လာတော့ profile တွေကတခြားစီဘာမှလုံးမရဘူး။ နော်โอเคအဲ့ဒါဆိုလို့ချင်းဈေးတက်တာတဲ့သူကဆိုပြီးတော့ခေါ်ပေးလိုက်ကြတယ် profile အမားတွေနဲ့ဘာမှမလုပ်နိုင်တဲ့ကစားမားတွေပြဈေးကြီးတဲ့ကစားမားတွေခေါ်လို့ဝေဖန်ခံတာဖြစ်ရတဲ့ဈေးတက်တာတဲ့ကစားမားတွေပြောင်းခေါ်ပေးတာကလွယ်ရင်တင်တာဘာမှမရှိဘူးဆိုတော့ဟိုအဲ့တွေကမှနာမည်ညွာကြီးပြောင်းရွှေ့မှာငွေကြီးတွေပိုင်းလည်းအများကြီးမတက်နိုင်တော့ဘူးဆိုတော့ကျွန်တော်တို့ကပင်ပေါင်တပေါင်မြင့်တပေါင်10ပေါင်မြင့်10ပေါင်ပေါင်100မြင့်ပေါင်100ဆိုလိုထိရောက်တဲ့အသုံးပြုမှုတွေဖြစ်အောင်ကျွန်တော်ပြောင်းလဲရတော့မှာဆိုတော့အမှားတွေထက်လို့လို့မရတော့ဘူးအပြောင်းရွှေ့မှာ အပြောင်းရွှေ့တိုင်းကတော့ဗျာကျွန်တော်တို့ဒီပရီယမနေယာနုံပြည်အံဝန်ခွင့်ကြဖြစ်တယ်ဆိုတာမျိုးတော့ရှိချင်မှရှိတယ်မေတို့တော့ပေါ်တင်မြတိုင်းအကုန်လွဲနေတယ်ဆိုရင်မဟုတ်တော့ဘူးဒါဟာ scale issue ပိုင်းကျွန်တော်ဖြစ်သွားပြီဟုတ်တယ်မလားအတင်းတောင်းရှုတွေရဲ့ပတ်ချက်ကဆိုတော့ဒါကြောင့်မနော် Felix နဲ့ Macaro ဘာလို့က48သန်းလောက်ထိအသုံးပြလောက်တဲ့ထိ quality ကောင်းတဲ့ player တွေလို့ကျွန်တော်မထင်ဘူးညီကလို့နေနေရောဒေါမွန်ရဲ့ဒီကစားမလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲတင့်တော်တဲ့အစားထိုးမှုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်